ူဆချက်များစွာနဲ့ဘယ်ဒီစံနေတဲ့ချိန်ဖို့တော့ကြည့်ရေချင်ွက်အားလုံးပဲမြင်ကြတာပါဗျကျွန်တော်ပြောပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ရွှေပြည်တော်မြရှိပဲနက်လီကထိတ်နဲ့ရှစ်ပြည်အကွာမှာအချင်းသုံးလမ်းမှန်ရှိတဲ့ကျွန်တော်တောက်ခွက်ရေချင်းနေရာလေးကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီရေခွက်ကနေပြီးတော့ကျွန်တော်တို့ဘာကိုကြည့်လို့ရလဲဆိုတော့ဘုရားရဲ့ချိန်မှုတော်ကိုမြင်တွေ့နိုင်ပါတယ်ခင်ဗျာဒီရေချင်းွက်ထားရတဲ့ရွေချက်က ယူဆတွေအများကြီးရှိနေပါတယ်။ပထမတစ်ချက်ကဒီနေ့အတွက်ဘုရားကိုဖူးညွန်နေတဲ့အချိန်မှာဘုရင်မှာစောင်းတဲ့အတွက်ကိုကျွတ်မကြပြီပဲရေခွက်အတွင်းကနေပြီးတော့တိမ်မှုတော်ကိုဖူးညွန်နိုင်ဖို့ပြုလုပ်ထားတဲ့လို့လည်းယူဆကြတဲ့ဒီနေ့ရှိပါတယ်။ဒီယူဆကြကိုလက်မှတ်ထဲနဲ့သူဒီကလည်းဒီဘုရားကိုတိဆောက်ခဲ့တဲ့ဘုရင်တစ်ပါးအနေနဲ့ပေါ့နော်။ဒီမိမိတိဆောက်တဲ့သူတော်ကိုဘုရားဘာသာအယူဆရချင်းချင်းမှားပါနဲ့ကတော့အမှဖြစ်ပြီးတော့တကယ်ကိုမြေကြီးတဲ့ကိစ္စအရေးကြီး ြုလုပ်ရမယ်ထက်တာမဟုတ်ဘူးဆိုတော့ဒီစားချက်တွေနဲ့လည်းရှိကြပါတယ်ပြောဖို့ကျွန်တော်သိပ္ပံဉာဏ်နဲ့တွေ့မယ်ဆိုရင်လည်းဒီအင်ဂျင်နီယာဖြူတောင်းအနေနဲ့ကြည့်ရမယ်ပုံပေါ်တော့ဒီဖျားကြီးရဲ့တက်မှတ်မှုကိုအဲတိုင်းလာတဲ့ဒီချိန်ပွဲလို့လည်းတချို့ကခမန်းကြပါတယ်ဒါကြောင့်မလို့ဒီယူဆမှုအများစွာရှိပြီးတဲ့ဒီချိန်ပွဲကလေးကဘာတို့ဖြစ်နေလဲဆိုတာကိုပေးတဲ့ကြည့်တော့ရောကျွန်တော်တို့ပြည့်တဲ့ဉာဏ်ရှိနေဖြေဖြေခဲ့ပါမယ်ညနောက်ထပ်ကျွန်တော်ချွေပြီးအောင်ရဲ့အခုက kembali dan mudik boleh masa itu mata lihat tidak belum sebaliknya alam